အားလုံးခုနှစ်သားသမီးစင်များအားလုံးမင်္ဂလာပါအဲ့တော့မနေ့ကတော့ဘိုးစနေဆိုပြီးတော့တင်ကြရတယ်ရေရေလောက်ကြတယ်ပေါ့နော်ဒါပြီးသွားပြီဘိုးစနေဆိုတော့အခုထပ်မှပြီးတော့ဘာထက်လာလဲဆိုတော့တစ်လေးလုံးပေါ့အင်ဂျင်နံပါတ်ခေါ်တာပေါ့နော်17ရက်17လောက်ကိုတစ်လေးလုံးဆိုရင်အင်ဂျင်နံပါတ်ဆိုပြီးတော့ထပ်ပြီးတော့ထူးကြတဲ့ရက်တည့်ရပါမယ်နော်ခဏလေးကဒါအင်မတန်မှကြီးပျော်ရှုပျော်ကောင်းတဲ့ စိတ်ဝင်စရာစိတ်ဝင်စားစရာကောင်းတဲ့ကဏ္ဍတစ်ခုပါစက်တစ်စက်တွေဆိုတော့အမွာကဏ္ဍလေးပေါ့နော်အဲ့တော့တစ်လေးလုံးကိုတော့အနောက်တိုင်းမှာတော့ဒါအင်ဂျင်နံပါတ်ခေါ်တာပေါ့နော်နတ်သမီးရဲ့နံပါတ်တဲ့နော်နတ်သမီးနံပါတ်တစ်လေးလုံးအဲ့တော့မနှက်ပြန်ဆိုရင်စက်တရဲ့စက်တလာဆိုတစ်လေးလုံးပေါ့အဲ့တော့တစ်လေးလုံးအကြောင်းကိုနည်းနည်းပြောပြမယ်ပြီးတော့ဘာတွေထူးခြားလဲပေါ့နော်သူကအဲ့တော့ကဏ္ဍကိုကြည့်တာနဲ့ရင်ထူးဆန်းထူးခြားတဲ့ကဏ္ဍလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ မနေ့ကပြောသွားတဲ့ဒီ၉စနေတွေအကြောင်းကိုပြောကြရလေးတွေနည်းနည်းကြံသွားတာရှိတယ်တော်တော်များများဒီ၉စနေကဘာလဲဆိုရင်မသိကြဘူးအဲဆရာတွေကခိုင်းလို့တာဟိုဟာလောက်ဒီဟာလောက်ပါဆိုခိုင်းလို့တာလောက်ကြတာအဘာလဲ၉စနေကဘာလဲဆိုတော့တော်တော်များသိပြီးသားဖြစ်မှာဟောနော်၉စနေမြမအယူဆမှာဂမ်မီယာနဲ့ပတ်သက်တာနော်အဲ့တော့မသိသေးတဲ့လူလည်းသိသွားအောင်လို့ပြောပြမှာဖြစ်ပါတယ်၉စနေဆိုတာအရင်ဆုံးကျွန်တော်တို့ စနေဆိုတော့အကြောင်းအရာကိုပြောအောင်လူတွေမှာအဲ့စနေကြိုဝင်ရင်စနေသက်ရောက်ရင်တော့ဒုက္ခရောက်တယ်ဘဝပြတ်တယ်နော်အဲ့တော့အယံကိုသတိထားရတဲ့ကြိုစနေကြိုအမှဇာတာနယ်ပဲတွတ်တွတ်နတ်ခတ်နယ်ပဲတွတ်တွတ်တို့တက်ရောက်နယ်ပဲတွတ်တွတ်ဂျိုးအိမ်နယ်ပဲတွတ်တွတ်အဲ့တော့စနေကြိုဝင်ပြီဆိုတာနဲ့ကိုဘဝတွေပြတ်ဒုက္ခရောက်တွေရောက်တယ်။တော့ချစ်ခင်တဲ့သူတွေနဲ့ကွဲတယ်။ဆင်းရဲဒုက္ခတွေကစနေကြိုနဲ့ပတ်သက်တယ်။နော်ဆင်းရဲဒုက္ခတွေဆင်းရဲဒုက္ခတွေငိုကြွေးခြင်းတွေ စင်မပြေမှုတွေဒုက္ခတရားတွေကစနေဂျုံနဲ့ပတ်သက်တယ်ဆိုပြီးတော့ယူရှိတယ်။ပြီးတဲ့အခါမှာကိုကိုကဟုတ်ပြီကိုဆိုတာတော့ဂုံတော်ကိုပါကနန်းထဲမှာဆိုအကြီးဆုံးပဲနော်ကိုကနန်းဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ကနန်းအဲ့တော့လောကီထွက်ရလန်းနဲ့ပတ်သက်တဲ့ကနန်းကိုကနန်းနော်အဲ့ကိုကနန်းကဘာနဲ့ဘလောက်ပဲမြောက်မြောက်ကိုပဲပြန်ရတယ်။ကိတ်လို့လည်းခေါ်တယ်ရွှေလို့လည်းခေါ်တယ်။အဲ့တော့စနေကိုအစိုးတွေကိုနိုင်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါလေ။နော် စနေကျွဲဘေးဆိုးဒုက္ခဆိုးတွေကိုကိုးဆိုတဲ့ကဏ္ဍနဲ့เนาะနှိမ်နှင်းနှိမ်နှင်းနဲ့ဓာတ်ဖြစ်ပါတယ်နောက်တစ်ချက်ကအဲ့မှာကိုးကရိုးရိုးကိုးမို့အင်္ဂလိပ်လိုပါကိုးဖြစ်နေတယ်အင်္ဂလိပ်အယူဆမှာကြတော့ကိုးကဏ္ဍကိုအင်္ဂါဂျူကစိုးမှုပါတယ်เนาะအဲ့တော့မြမဘေးရင်လောမြမဘေးရင်လောကမှာလေသတိထားရတဲ့ဂျုံနှလုံးရှိတယ်အဲ့ဂျုံနှလုံးကိုနိုင်နေရင်အဲ့လူကជីပွားတိုးတက်မှချမ်းသာမှာအင်္ဂါဂျူနဲ့စနေဂျူပေါ့နော်အဲ့ဂျူနှလုံးကအရေးကြီးတဲ့အထူးသတိထားရတဲ့ဂျူဖြစ်တယ် အိုင်းတစ်ခုကိုသတိထားရမှာဖြစ်ပါတယ်အဲ့တော့အင်ဂျင်နံပါတ်1လုံးပေါ့နော်တေကနန်း1လုံးအဲ့ဒီတေကနန်း1လုံးအကြောင်းကိုပြောတဲ့အခါမှာပထမဆုံးတေကနန်းဆိုတဲ့သဘောတရားကိုပါကျွန်တော်တို့စတင်ချင်းပေါ့နော်ထိတ်ဆုံးကခဏဦးစီးဦးဆောင်ခဏခေါင်းဆောင်ခဏဖြစ်ပါတယ်အဲ့ဒီခဏရဲ့စွမ်းရည်ကနေမင်းကိုကိုးစားပြုတဲ့အတွက်နေနဲ့ပတ်သက်တဲ့စွမ်းရည်တိတ်ထီတွေရှိတယ်နော်အဲ့တော့သူ့မှာဘဝနဲ့ပတ်သက်တဲ့နော်အသက်ရှင်သန်ခြင်းတွေအလင်းရောင်တွေ energy တွေကိုအပြည့်အဝပေးတယ် နန်းမျိုးဖြစ်ပါတယ်အဲ့ဒီဂျိုကိုစားပြုတဲ့ဂျိုဖြစ်ပါတယ်ဥပမာတရက်နေမွေးတဲ့လူဆိုရင်လည်းသူ့မှာကတီထွန်ဖန်နီးတက်တယ်အသစ်ဆန်းနေလောက်တက်တယ်စိတ်ကူးစိတ်တန်အသစ်တွေပေါ်ပေါက်တက်တယ်เนาะခေါင်းဆောင်ကနန်းအကြီးကဲတွေခေါင်းဆောင်တွေဖြစ်တက်တဲ့ကနန်းထဲမှာပါတယ်တက်ကနန်းတွေကတာဝန်ယူတက်တယ်တာဝန်ယူရဲတယ်ဟုတ်လားအဲ့တော့တက်ကနန်းလေးလုံးဖြစ်လာတဲ့အတွက်နေမင်းရဲ့တက်တည်နေမင်းရဲ့စွမ်းအားတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်အင်ဂျင်နံပါတ်တစ်လေးလုံးဟာအဲ့ဒီတော့ဘာတွေလုံးလို့ရလဲဆိုရင်အဲ့ဒီနေ့ စက်တနာရီပဲဖြစ်ဖြစ်နေခင်းစက်တနာရီပဲဖြစ်ဖြစ်ညစက်တနာရီပဲဖြစ်ဖြစ်နော်အဲစက်တနာရီတွေမရဘူးဆိုရင်လည်းကိုအဆင်ပြေတဲ့အချိန်လို့ပေါ့အဲကိုနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိုကိုရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဘုရားရှင်ရှိမှဆူတောင်းရင်လည်းရတယ်တမန်တော်တွေရှိမှဆူတောင်းရင်လည်းရတယ်အဓိကတမန်တော်တွေနော်လက်ချိတ်ဆက်တဲ့ကဏ္ဍမျိုးပေါ့တမန်တော်တွေရှိမှဆူတောင်းလည်းရတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ဆိုရင်လည်းတမန်တွေကနှကောင်းနဲ့မြတ်တယ်နော်မိမိနဲ့ပတ်သက်တယ်မိမိနဲ့သက်ဆိုင်တယ်နော်ကိုကိုရဲ့ဟလား ပထမဆက်ပုံကိုတွေနဲ့ရှိမှလဲဆူတောင်းလို့ရတယ်ဆူတောင်းတဲ့အခါမှာအမွေးတိုင်းလေးထွန်းတာပေါ့နော်ဘာမှတော့လူကြရမလို့လူပဲပစ္စည်းကတော့ကိုလူကျင်တာလူမှာဖြစ်မနေအမွေးတိုင်းလေးထွန်းတာနော်အဲအမွေးတိုင်းသုံးလို့မရတဲ့သူတွေကြောင့်ရေမွေးတွေဖြန်တာပဲမှာထိုင်ပြီးတော့သေချာဆူတောင်းမယ်အနည်းဆုံး5မိနစ်လောက်ပေါ့နော်5မိနစ်10မိနစ်လောက်ဆူတောင်းရင်လည်းရပါတယ်နော်ယုံကြည်တဲ့သူတွေပြုလုပ်နိုင်ပါတယ်မယုံကြည်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒါကျွန်တော်သိထားတာလေးကိုဝေမျှပေးတာဖြစ်ပါတယ် အဲ့တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုရင်အဆက်အသွယ်တွေရလာနိုင်တယ်ကိုယ်လုပ်ငန်းအတွက်အကြံစီတွေးခေါ်တွေပေါ်ပေါက်လာနိုင်တယ်နော်အိမ်ထူးခြားတဲ့အိမ်မက်ကောင်းတွေမှတ်နိုင်တယ်အိမ်ကောင်းတွေမိကောင်းတွေရနိုင်ပါတယ်အဲ့လိုပဲတေကနန်းလေးလုံးမှာမွေးတဲ့သူတွေရှိတယ်ထူးကြွတဲ့စာရေးဆရာတွေနော်အဲဆန့်ပေါ့နော်ဆန့်ဒီစတမအာယုံအကောင်းတဲ့သူတွေများပါတယ်တစ်လေးလုံးလေးလုံးထက်တည်းอ่ะအဲ့တော့ကဘာကျော်လက္ခဏာဆရာကြီးကိုင်လို့ဆိုရင်တရက်17လ1860ခုနှစ်မှာမွေးတာဖြစ်ပါတယ်အဲ့စာရေးဆရာကြီးဂျာနေကျော်ဦးချစ်မောင်ဆိုရင်လည်း 19ရက်တလ1923ခုနှစ်မှာမွေးတာဖြစ်ပါတယ်။နောက်ကဗျာဆရာတင်မိုးတို့အရန်လေးစားရတယ်နော်19ရက်17လ1933ခုနှစ်မှာမွေးပါမွေးတာဖြစ်ပါတယ်တက္ကနန်းလေးလုံးပေါ့နော်။အဲ့တော့17ရက်17လမှာမဟုတ်ဘူးအင်္ဂလိပ်ကူမှာတက္ကနန်းလေးလုံးပါရလဲလို့အစွမ်းသိတိအစွမ်းတက်တိတွေရှိတယ်သူတို့မှာကဒီစတမအာယုံလို့ခေါ်တယ်ဒီစန့်အရန်ကောင်းတယ်နော်စိတ်ကောလူရောအားအသုံးခုန်တိုက်လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပထမဆုံးပုံကိုယ်တွေမမြင်ရတဲ့ပုံကိုယ်တွေရှိရတဲ့အဆက်အသွယ်ရအောင် message ရအောင် connection တွေရအောင်အဲ့ရက်မှာ suit down ပါအတိတ်ထံပြုပါเนาะအားလုံးကနေတိုင်းများအားလုံးကျန်းမာချမ်းသာကြပါစေ